ါဆိုရင်ဒီ30ပုံ process ကြီးတစ်ခုလုံးကြီးကိုပေါ့နော်အာဟိုအစင်တိုင်းကိုဖြစ်နေတာပေါ့ရှင်ဗျာဥပမာအဲစရုမာရီဘီတာရိန်တာရာမာတုတိတာနေမနာရီပြရနေမိသားဝသဝတီအဲ့လိုမျိုး process ကြီးတစ်ခုလုံးကြီးကိုဟိုဒီတအူးကဖန်ဆင်းနေဆိုရင်ရောလက်ခံနိုင်မှာဖန်ဆင်းတာမဟုတ်ပါဘူးသူကနေရာမှာတရားတွေရှိတယ်လေအဲဒီနေရာမှာတရားကိုနားမလည်တဲ့အခါကျတော့တအူးတစ်ယောက်ကဖန်ဆင်းသလားဆိုတာမျိုးဖြစ်သွားတာပေါ့သူက ။သူကကံမနိယာမဆိုတာရှိတယ်လေ။ဒါကတော့ကံညုံတဲ့ပုဂ္ဂိုလ်မှာလက်ခံပါတယ်။ကံညုံတဲ့ပုဂ္ဂိုလ်ကျတော့ကံမနိယာမကျွန်တော်ပြောလို့မရဘူး။အဲ့တော့ဦးဇင်းပြောလို့ရတဲ့ဟာကျတော့ဥဒုနိယာမတွေရှိတယ်၊ဗီဇာနိယာမတွေရှိတယ်လေ။ဟောဒီသစ်ပင်တွေဟုတ်တယ်မလား။ဘာလို့ကြီးလာတယ်လဲ။သူရဲ့ဗီဇာနိယာမအရာဟောဒီသစ်ပင်မှာအချိန်တိုင်းအသီးသီးမှာပွင့်ပွင့်မယ်။ဒါနိယာမတရားတယ်လေ။သူရဲ့မျိုးစေ့ကိုပါကွာအသီးသီးတိုင်းမျိုးစေ့ပွင့်ပွင့်တဲ့မျိုးစေ့ရှိပြီးသား။အဲ့တော့အဲ့တော့ဒီနေ့ဒုက္ခပေရပညာရှင်တွေက ไอ้วีซ่านี่แหละมาน้าเลยแต่ด้วยจองไปปิดเปลี่ยนได้ยาล่ะအပြင်ပြင်းပြင်းနဲ့တီးအောင်နေပွဲအောင်လုပ်နေကြတာလေ။တို့တော့အဲ့ဒီနေရာမှာတရားနားလဲတယ်။မျိုးတွေဆက်ပလိုက်တာလေးဒီလား။နရုခဗီလာပညာရှင်တွေကြတော့အဲ့ဒါဗီဇာနေရာမှာကိုကြွညင်တဲ့ပုံကိုလည်းလုပ်ရတယ်ပေါ့။ဥဒုနေရာမှာဆိုတာသူ့ရဲ့ဥဒုအားလျော်ဆိုတာလက်ပတ်နေကြတာလေ။အဲ့တော့အဲ့ဒီလိုနေရာမှာတရားတွေရှိတယ်။တို့ငွေတွေဆိုလို့ရှိရင်လည်းလက်ရည်ရှိတယ်လက်ဝဲရည်ရှိတယ်။နော်ငွေရည်လက်ပတ်ပုံရှိတယ်။ဒါဒါတွေဘာသူဖန်ဆင်းထားတယ်လဲမေးမလဲဟုတ်တယ်လေ။ဒီငွေတွေကိုဒီလိုပတ်ရမလဲဘာသူသိမ်းမေးထားတယ်လဲ။ ဆိုတော့ဒါသူရဲ့နေရာမှာတရားတစ်ခုပဲသူရဲ့မျိုးစေ့ဗီဇာနေရာမှာတရားတွေဥလူနေရာမှာတရားတွေလीနော်အဲ့လိုမျိုးဒီအပူပူကဘာသူဖန်ဆင်းတယ်လဲအတိတ်ကဘာသူဖန်ဆင်းတယ်လဲလို့မေးဟုတ်တယ်မေးစရာတွေဖြစ်လာမဟုတ်ဘူးဒါသူရဲ့နေရာမှာတရားသွားနေတာနော်အဲ့တော့ mental process လို့ခေါ်တဲ့ဒီစိတ်တန်းနေရာမှာတွေရှိတယ်လို့နော်နောက်သဘာဝတရားတွေရဲ့ဓမ္မနေရာမှာတရားတွေရှိတယ်အဲ့တော့အဲ့နေရာမှာတရားတွေနဲ့ဒီကဘာကြီးကလက်ပတ်နေတာပဲဆိုတော့ကံကုန်ပြုံတဲ့ပုဂ္ဂိုလ်ကတော့ကံမနေရာမှာပြောလို့မရအောင်အဲ့ဒါနဲ့ပတ်သက်ပြီးစစ်တယ်နည်းနည်းပြောကြရှိတာကတချို့ကိစ္စတွေကဥစ္စာတို့ ဆွေးနွေးလို့မရတဲ့ဟာတွေအများကြီးပဲညှိလို့မရတာတွေအများကြီးလောကမှာလေဖြစ်မထုတ်တာအကောင်းဆုံးဆိုတော့ဖြစ်ထုတ်လိုက်လို့ရှိရင်လက်ခံဘူကခတ်တာတွေအများကြီးရှိတယ်ဘုဒ္ဓလက်ထက်ကလေးကတခါကြီးတယောက်ရှိတယ်သူကငါစဉ်းစားမယ်လောကကြောင်ငါစဉ်းစားမယ်သူကဒီကဘာကြီးဘယ်သူဖန်ဆင်းတယ်လဲတီကြီးတွေပဲလာတယ်လဲဒီတောင်ကြီးတွေဘယ်သူဖန်ဆင်းတယ်လဲသမုဒ္ဒရာ၄စင်းဘယ်လိုလုပ်ဖြစ်လာတာသူထိုင်စဉ်းစားရတယ်ဘယ်လိုလုပ်စဉ်းစားလို့ရမှာတော့ ဒီနေ့ကတိမပညာရှင်တွေစဉ်းစားသလိုပေါ့လေသူကထိုင်စဉ်းစားတာပဲအဲသူ့မှာကရလို့ခေါ်တယ်ရေကန်ဘေးနားမှာသူကထိုင်စဉ်းစားနေရတယ်တမင်တကာကိုအချိန်ပေးပြီးထိုင်စဉ်းစားတာအဲ့ကိစ္စကိုသူကလောကအကြောင်းစဉ်းစားနေတယ်စဉ်းစားနေတဲ့အချိန်ပါပဲသူကအတူရာနဲ့တရားမင်းတို့ကမကြခဏစစ်ပွဲဖြစ်တယ်လေအဲ့မှာအတူရာကစစ်ချုံးလာတာသူကအတူရာကစစ်ချုံးပြီးတော့ထွက်ပြေးလာတာနှစ်တရာနောက်ကလိုက်ပေါ့သူတို့ကပြေးပေါ့လေ ပြင်းပြင်းနဲ့အဲဒီခုနကထိုင်စဉ်းစားနေတဲ့လူရဲ့အနာကိုရောက်လာတာသူထိုင်စဉ်းစားနေတဲ့လူနာရောက်တော့သူကအဲ့ထိုင်စဉ်းစားနေတဲ့လူကိုသူတို့ကနှက်ထင်သွားတာသူတို့ကအဲ့အသူဓာတွေကနှက်ထင်ပြီးတော့သူတို့ကခနာကိုတေးသေးလေးလှုပ်လိုက်ပြီးတော့အဲ့ရေကန်ထဲမှာရှိတဲ့ကြာပင်တွေဂျားတွေဝင်ပြေးသွားတာသူတို့ဆင်လေးတွေတေးသေးလေးတွေမြင်းလေးတွေတေးသေးလေးတွေလူတေးသေးလေးတွေလှုပ်ပြီးတော့အဲ့ရေကန်ထဲဝင်ပြေးသွားတာအဲ့လူကမြင်လိုက်တယ်အဲ့ဒါကိုမင်းနာမှာလောကကြီးအောင်ထိုင်စဉ်းစားနေတဲ့လူကမြင်လိုက်တယ်သူက ီတောင်ကြီးနေဘယ်ရဖြစ်လာတာလဲရေကန်နေရေရဘယ်ရဖြစ်လာတာလဲထိုင်းစဉ်းစားနေတဲ့လူကအဲ့ဒါမြင်လိုက်တော့ဒီမျက်စိကိုပုတ်တက်ပြီးသူပြပြပြီးကြည့်တယ်ငါမမားပါဟုတ်ပါတယ်ခုနကစင်နေဝင်သွားတာပါမြင်းနေဒီကြားထဲဝင်သွားတာပါပေါ့မဖြစ်နိုင်ဘူးလေပါတော့စင်လေးကဒီကြားရွက်ထဲကိုဝင်သွားတယ်မဖြစ်နိုင်စင်ကအကြီးပဲဟုတ်ဒါပေမဲ့ခုကကြားရွက်ကလေးကြားထဲကိုဝင်သွားတယ်မြင်းနေဝင်သွားတယ်လူတွေအများကြီးစစ်သားတွေအများကြီးကဒီကြားထဲဝင်သွားတယ်ဆိုတော့မဖြစ်နိုင်ဘူးပေါ့ဒါပေမဲ့သူမျက်စိနဲ့လည်းမြင်လိုက်ရတယ်ကွာအဲ့လောကမှာမဖြစ်နိုင်တာကြီးကိုငါမျက်စိနဲ့မြင်လိုက်ရတယ်ဆိုတော့ ငါယူသွားပြီလားမသိဘူးဗောနော်သူကလောကအကြောင်းကိုစဉ်းစားနေစိုက်ငါယူသွားပြီနဲ့တူတယ်ဗောသူ့ကိုသူသူ့ကိုသူယူသွားပြီထင်လိုက်တာသူကအဲ့နမျိုးထဲကိုပြန်သွားပြီးတော့ဦးလေးတို့အတော်တို့ကျွန်တော်ရေကန်ဘေးသားမှာထိုင်စဉ်းစားနေနေနဲ့အေးဆင်းနေမြင်းနေစက်သားတွေအဲ့ကြာရွာကြားတွေကိုဝင်းကုန်တာကျွန်တော်မြင်ခဲ့တယ်အဲ့ဒါကျွန်တော်ယူသွားပြီလားမသိဘူးတဲ့လူတွေကပြောဟုတ်တယ်မင်းယူသွားပြီတဲ့မဖြစ်နိုင်တော့မင်းမြင်ခဲ့တာဗောနော်စင်ရမလို့လို့ကြာရွယ်တရားတွေဝင်ပါလေကွာမြင်းနေမလို့လို့ဝင်ပါတော့မဖြစ်နိုင်တော့ပြောတယ်မင်းယူသွားပြီဟုတ်တယ်မင်းတကယ်ယူသွားပြီလေကွာလို့ပြောတယ် ။သူကလည်းဟုတ်တယ်ကျွန်တော်လည်းယူသွားပြီထင်တယ်တဲ့သူကသူ့ကိုသူပြောကျွန်တော်လည်းယူသွားပြီထင်တယ်။လောကအကြောင်းကိုထိုင်ဆိုင်ယူသွားပြီထင်တယ်။အဲ့ဒါနဲ့မြတ်စွာဘုရားကရောက်တော်လိုက်ကြောတနာ။မြတ်စွာဘုရားမိမယူဘူးတဲ့မင်းမြင်တာတကယ်အမှန်ပဲတဲ့။အဲ့ဒါအမှန်ပဲတဲ့။တကယ်ကိုပဲအဲ့ဒါဆင်းနေပါတဲ့တကယ်ပဲမြင်းနေပါပဲတဲ့။တကယ်ကိုစစ်သားတွေပါတဲ့။အတူရာနဲ့တွေပါတဲ့။အတူရာနဲ့တွေကစပွဲချုံးပြီးတော့ထပ်ပြေးလာရင်တဲ့တောက်အားလန်ဟာနဲ့သူတို့အဲ့ဒီကြာရွာကြတဲ့ကိုဝင်ပြေးပြီးတော့သူတို့တိုက်ပြီးပြန်သွားကြတာ။ဒီကဒီကနေတဆင်ပေါ့နော်။သူတို့တိုက်ပြီးပြန်သွားကြတာ။ မင်းမြင်တာအတတ်မယ်အဲ့တော့မြတ်စွာဘုရားပြောတယ်လောကကြောင်စဉ်းစားမနေနဲ့အဲ့ဒါမြူသွားလိမ့်မယ်ဖြစ်မှမထွက်ဘူးတဲ့လောကကြောင်နေနေခက်ပြောတယ်ကဘာကြီးကလုံတာပြလာစဉ်းစားမနေနဲ့တော့ဒီရေကြီးတွေဘယ်ကလာတယ်လဲဘာလို့ရေငယ်တယ်မစဉ်းစားနေတာလဲဆိုတော့အဲ့ဒါတွေစဉ်းစားလို့အကျိုးမရှိဘူးတဲ့မြတ်စွာဘုရားဘုရားလည်းမဟောခဲ့ဘူးတော့ဒါတွေကအကျိုးမရှိဘူးပေါ့နော်ဘုရားဟောတဲ့ပိုင်းလည်းရှိပါတယ်တချို့ဟာတွေဘုရားဟောတာလည်းရှိတယ်အဲ့တော့ဒါတွေကအကျိုးမရှိဘူးတဲ့ဘုရားပြောတာအဲ့တော့စဉ်းစားစရာရှိမယ်ဆိုရင်တကယ်စဉ်းစားမယ်ဆိုရင်မင်းတို့စဉ်းစားတင်တာကဒုက္ခသစ္စာတရား မုဒိယသစ္စာတရားနိရောဓသစ္စာတရားမေဃသစ္စာတရားသစ္စာလေးပါးတရားကိုစဉ်းစားနေမှာအဲ့ဒါအကျိုးရှိတယ်အဲ့တော့အကျိုးမရှိတာတွေကိုစဉ်းစားပြီးအရှင်ကုန်မနေနဲ့အဲ့တော့မြတ်စွာဘုရားလည်းအကြောင်းဆိုလိုတာကမငင်းတဲ့ပေါ်နဲ့တချို့ကိစ္စတွေကိုဒါတွေကိုသူ့အသူယူရှင်တို့ယူဆလာသားလိုက်ကိစ္စမရှိဘူးသူ့အသူလုံးနေတပြပြနေပြပြတိုက်တူစဉ်းစားတယ်ဖန်ဆင်းခြင်းဖန်ဆင်းတယ်လောပြပြတိုက်တူစဉ်းစားလိုက်ဒါအရင်မကြည့်ဘူးအဓိကသစ္စာလေးပါးတရားပဲဒါကဘယ်ဘာသာမှငင်းလို့မရတဲ့တရားလေးဟုတ်တော့တကယ်ဖြစ်နေတာလေဒါသစ္စာလေးပါးတရားတကယ်ဖြစ်နေတာ လောကမှာဒုက္ခသစ္စာဆိုတာဘုဒ္ဓဘာသာမှာနေမကောက်ဘာသာတိုင်းမှာရှိတယ်လေခန္ဓာရှိနေတာကိုဒီခန္ဓာဒုက္ခဆိုတာကိုဘယ်သူမှညင်လို့မရအောင်ခန္ဓာရှိရင်ဒုက္ခရှိတယ်ညင်လို့မရအောင်နော်အဲ့တော့ဒီခန္ဓာတွေဖြစ်ရခြင်းအကြောင်းတရားလည်းရှိပြီးသားပဲညင်လို့မရအောင်ဒီဒုက္ခတရားတွေရှိတယ်ဒုက္ခရဲ့ချုပ်ငြင်းတဲ့တရားလည်းရှိပြီးသားလမ်းစဉ်လည်းရှိပြီးသားဒါလို့လုံးဝညင်လို့မရတဲ့အားကြောင့်မစ္စာဘုရားကစဉ်းစားမယ်ဆိုရင်သစ္စာလေးပါးတရားကိုစဉ်းစားတတ်မှာအဲ့ဒါတွေကအကျိုးရှိတယ်အဲ့တော့လောကကြောင့်စဉ်းစားမနေနဲ့တဲ့စာထဲမှာတော့ဟိုလောကစိတ်တာလို့ခေါ်တာပေါ့နော်လောကကြောင့်ကိုမစဉ်းစားနဲ့မစ္စာဘုရားပြောတာ ။ဒါဒီနေ့ခင်ဗျားတို့လောကအကြောင်းကိုစဉ်းစားပြီးညှင်းခုန်နေကြတာလေ။အကျိုးမရှိဘူးကွာ။သူတော့သူကြိုက်တယ်လို့ပြောလို့ရတယ်။အဲ့ဒါလို့သုံးသပ်သွားလာရတယ်။ဒါအကျိုးမရှိဘူး။တယောက်ယူဆကိုတယောက်တက်ခံအောင်လုပ်နေကြတဲ့ဟာတွေကပြင်းမှန်းပါတယ်။အဲ့ကြောင့်ဦးဇင်းတို့မြတ်စွာဘုရားကလည်းဓမ္မပြန်ပွားရေးသစ္စာလေးပါးတရားကိုနားလည်သဘောပေါက်ရေးဖို့ပဲချိန်ပေးပြီးတော့ကြိုးစားအထောက်သွားတယ်။ဦးဇင်းတို့လည်းအဲ့လမ်းကြောင်းသွားမှာပဲ။ဒီမဟုတ်တဲ့အကြောင်းတွေပေါ်မှာညှင်းခုန်ခြင်းပြီးတော့ဟိုပြဿနာဖြစ်နေတာဟာဒါလမ်းမှမဟုတ်ပါတော့။ဒါလေးသတိပြုကြပါဦး။